မြတ်ကုံကဝယ်ပေးထားတဲ့အင်ကြီးကိုတင်းတောင်းကျော်နဲ့ရောင်းချပြီးမိဘရေနဲ့ညီကိုမောင်နှမတွေကိုပေးခဲ့တဲ့ပိုင်တကွန်စာချုပ်တက်သေးတွေထွက်ပေါ်လာခဲ့။စူပါချိုမီဒီယာပရိုဂျက်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ခုတစ်ခေါက်မှဆိုလို့ရှိရင်တော့ပိုင်တကွန်နဲ့သူ့ရဲ့မိခင်တို့ကြားကပြဿနာတွေရဲ့အလဲမှာထွက်ပေါ်လာခဲ့တဲ့မြတ်ကုံကအင်ကြီးကို ပိုင်းငုံရဲ့ဇနီးဖြစ်သူလင်းမြဖြူကအပိုင်သိမ်းလိုက်တယ်ဆိုတဲ့ကိစ္စတွေရဲ့နောက်ွယ်မှာအခုချိန်မှာဆိုလို့ရှိရင်တော့ဆရာဂျွန်လင်ကနေပြီးတော့ပိုင်းငုံအနေနဲ့အဆိုပါအင်ကြီးကိုရောင်းချပြီးတော့ရရှိလာခဲ့တဲ့သိန်းသောင်းကျော်ကိုလည်းသူ့ရဲ့မိဘတွေနဲ့မောင်နှမတွေထံကိုစာရုပ်စာတမ်းနဲ့တကွာပေးခဲ့တာဖြစ်ကြောင်းကိုလည်းစာရုပ်သက်သေတွေကိုပါတင်ပြလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာဆိုလို့ရှိရင်တော့ပိုင်းငုံအပေါ်မှာပြည်သက်တွေအနေနဲ့အတော်လေးကိုတနာစိတ်နဲ့အတူပိုင်းငုံရဲ့မိခင်အပေါ်ကိုလည်းဝေဖန်မှုတွေအထူးရှိလိုလာခဲ့တာ လေးဖြစ်ပါတယ်ပိုက်တကွန်အနေနဲ့လူပြဘွားမှာအမှုပညာလုပ်ငန်းတွေကနေပြီးတော့ရရှိလာခဲ့တဲ့ပတ်စံတွေကိုစုဆောင်းပြီးတော့သူ့ရဲ့မိခင်နဲ့ဖခင်တို့အတွက်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တစ်မြောက်ပိုင်းမြို့နယ်မြေတိုင်းရက်ကွက်အမှတ်47ရက်ကွက်မှာစတူယန်ပေ2440ရှိတဲ့260ဂရမ်မြေကွက်နဲ့အိမ်ကြီးကိုဝယ်ယူပေးခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့လင်းမြဖြူနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာတော့သူ့ရဲ့မိဘတွေနဲ့ညီကိုမောင်နှမတွေအတွက်အဆိုပါအိမ်ကြီးကိုရောင်းချပြီးတော့ရရှိလာခဲ့တဲ့ငွေကျပ် တိန်တောင်းနဲ့တုံးတောင်ကျော်ကိုမိဘတွေနဲ့ညီကိုမောင်နှမတွေထံကိုစာချုပ်စာရင်းနဲ့တကွလွှဲပြောင်းပေးခဲ့တာဖြစ်ကြောင်းကိုဂျားတွေကနေပြီးတော့ဆရာဂျွန်လင်ကနေစာချုပ်စာရင်းနဲ့တကွထုတ်ဖော်ပြသလာခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုမျိုးဒီလိုမျိုးဆရာကျွန်လွင်ရဲ့ထုတ်ဖော်ပြသမှုတွေကြောင့်မို့လို့ဂျားထဲမှာကောလာဟာလာတွေထွက်လာခဲ့တဲ့မလင်းမြဖြူကပိုင်းကုံဝယ်ပေးထားတဲ့အိမ်ပေါ်ကနေမိဘတွေကိုနှေချတယ်ဆိုတဲ့ကိစ္စကယုတ်တိမဆန်တော့ဘဲနဲ့ပြည်သက်တွေရဲ့ဂျားမှာအမြင်ရှင်းသွားကြပြီလေဖြစ်တယ်လို့အခုချိန်မှာဆိုလို့ရှိရင်တော့ပိုင်းကုံရဲ့မိခင်နဲ့ပိုင်းကုံတို့အိမ်တွင်းရေးကိစ္စတွေရဲ့ဂျားမှာပိုင်းကုံမိခင်အပေါ်ကိုဝေဖန်မှတ်ချက်တွေကအထူးရှိလိုလာခဲ့တာလည်းဖြစ်ပါတယ်ပြည်သက်တွေရဲ့ပြောဆိုမှတ်ချက်တွေထဲမှာဆိုလို့ရှိရင်တော့ ပါဒဂိုနီနဲ့တားကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ညီကိုမောင်နှမရိပေါ်မှာအတော်လေးကိုလှုပ်ကြွေးပြုခဲ့တာဖြစ်ပြီးတော့ခုချိန်ထိလဲလှုပ်ကြွေးပြုနေသေးဖြစ်ပေမဲ့လည်းသူ့ရဲ့ညီကိုမောင်နှမတွေကဘာလုံးမှမလှုပ်ကြဘူးလားဆိုပြီးတော့စသဖြင့်မှတ်ချက်တွေပါအထူးရှိလိုလာခဲ့တာလည်းဖြစ်ပါတယ် ဒါပြင်ပိုင်ကွန်အနေနဲ့အဖေမတူမောင်နှမတွေအတွက်ဒီလောက်ထိတိမ်းတောင်းကြော်ပေးထားတာတော့မှကျူကျူဆိုတဲ့ဘွားတော်ရဲ့ပါဇက်ကအဲ့လိုထွက်တယ်နော်အမေဆိုတဲ့ဝေါ်ဟာရကိုဂုံတိတ်ခါကြဆင်းစေတဲ့ဘွားတော်ဆိုပြီးတော့လဲမှတ်ချက်ဒီမှာဝေဖန်မှုတွေရှိနေတာလေဖြစ်တယ်လို့ ဆရာကျွန်လွင်အနေနဲ့ကတော့အဆိုပါစာရုပ်စာတိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ပိုင်တွင်အခွင့်ပြုချက်ဖြစ်ပေါ်ပြတယ်လို့យေတာထားတာဖြစ်ပြီးတော့မိဘဆိုတာလူဖြစ်ခွင့်ပေးတာနဲ့နေကျေးဇူးဆက်မကုံပါဘူးတပည့်ပိုင်တွင်ရင်မင်းတာဝန်ကျေပါလေပြည်သက်ကြီးလည်းပိုင်တွင်အမေကိုအပြစ်မမြင်ကြပါနဲ့သူကမြန်မာဆန်လို့သားသမီးကိုတသက်လုံးပိုင်ဆိုင်ချင်တာပါအားလုံးလည်းနားလည်ပေးလိုက်ကြပါအခုပြထားတဲ့စာချုပ်ကပိုင်တွင်မိဘတွေကိုတီးတက်လို့ပေးထားတာပါအဲ့ဒါကအမှန်တရားပါတိအောင်ရေးပေးတာပါ မှတ်ချက်လိုင်းပေါ်မှာမလိုလားအပ်တဲ့အထင်မြင်မလွဲအောင်ဖော်ပြခြင်းဖြစ်ပါတယ်မိသားစုဝင်တွေအစဉ်ပြေချစ်ခင်ကြပါစေမိသားစုပုံလေးပြောင်းမြင်ခြင်းမလဲဆိုပြီးတော့လေဆရာကျွန်လင်ကအခုလိုမျိုးပဲရေးသားဖော်ပြလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုကိစ္စမှာပိုင်ကွန်အနေနဲ့ မိခင်နဲ့မောင်နှမတွေအပေါ်ကိုအဆိုပါအင်ကြီးကိုရောင်းချပြီးတော့တိမ်ပေါင်းတထောင်းသုံးထောင်ကျော်ကိုစာချုပ်စာတမ်းနဲ့တကွပေးခဲ့တယ်ဆိုတဲ့တက်တီတွေလည်းထွက်ပေါ်လာခဲ့ပြီးဖြစ်ကြောင်းကိုကျွန်တော်တို့စူပါဂျိုမီဒီယာပရိသတ်ကြီးတို့မသိလိုက်ရမရှိရလေအောင်ပေါ်ပြတင်ဆက်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့အတွင်းမိထင်းတွေကိုလည်းဒီဗီဒီယိုလေးကောမန်လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရည်ရှိရှုအားပေးကြတဲ့ဒုတိယအချိန်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ